အလုံးမှာကိုကမရှိမဖြစ်လူတယောက်ကိုကိုထည့်ရရှိအောင်မန်နေဂျာကကိုရဲ့လုပ်ဖို့ကင်ဘတ်တရားနေပြီးအာကိုတဲ့လူတယောက်ဖြစ်ချင်လာဒါဆိုရင်တော့ဒီကနေ့အပြုမူလေးတစ်ခုကို top performer နေပြုပြုမူတယ်ပြုမူလေးတစ်ခုကိုပြောပြခြင်းနဲ့အဲ့ဒါကတော့ proactive communication အလုံးမှာဆိုရင်ဟိုတစ်ခုခုဖြစ်မှာနောက်ကနေပြီးတော့ဗောနော်လိုက်ပြီးတော့ ဖြည့်ရှင်းရတယ်ပြောဆိုရတယ်ဆက်သွယ်တာထက်စာရင်ကိုကကြိုပြီးတော့ပြောဆိုတယ်ကိုကိုတခုခုလောက်ခိုင်းမှလောက်တာမျိုးတခုခုခိုင်းမှပြောတာမျိုးမဟုတ်ဘဲနဲ့ကိုကနေပြီးတော့เนาะ proactive ဖြစ်ဖြစ်နဲ့ပြောဆိုဆက်သွယ်မှုအဲလောက်ချင်းဖြစ်တယ်အဲဒီနေ့ဗီဒီယိုမှာတော့ဒီ proactive communication ကိုကျမတို့ဘယ်လိုမျိုးအဲတုံးချမလဲပြီးတော့ဒီလိုလောက်ချင်းအဖြစ်ပေါ့เนาะ ကိုက အလုံးမှာအရေးပါတဲ့သူအမရှိမဖြစ်လူတရားဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်အတွက်ကြောင့်မို့ဆုံးထိကြည့်ရှုပေးပါအားလုံးမင်္ဂလာပါရှင်ဝေကယ်ရီမှကျေးဇူးပါရှင်အဲ့တော့ဒီနေရာမှာ proactive communication ဆိုတာပါလဲ communication before you are asked instead of reacting to issues ဥပမာအနေနဲ့ပြောမယ်ဆိုကိုကို အလုပ်တစ်ခုပြထားတဲ့ project တစ်ခုအတွက်ပေါ့နော် report ရေးတယ်အဲ့ report ကဆိုရင် next week မှာ deadline ဖြစ်တယ်အဲ့တော့ကိုက next week deadline မတိုင်ခင်မှာပေါ့နော်အဲ3ရက်လိုလောက်မှာကိုက manager စီကိုဒီ report ကိုပို့မယ်အပြီးတဲ့ခါကျတော့ဒါကတော့ငါအခုနော်အခုလက်အခုအထိလောက်ထားတယ်ပြင်ထားတယ် report ဖြစ်တယ်အဲ့တော့ဘာများလိုအပ်မလဲအဲကြည့်ပေးပါဆိုစသည်ဖြစ်ပေါ့နော်ကိုကဒါကို deadline မတိုင်ခင်မှာကိုက ိုစီကနေပြီးတော့မတောင်းခင်ပါဘောเนาะကိုကပို့တယ်ပို့ပြီးတဲ့အခါကျတော့ဒီလူကြီးရဲ့ပေါ့เนาะအမြင်ကိုလူကြီးကိုဟိုစစ်ဆေးဖို့ပေါ့เนาะပို့ထားတယ်အဲ့တော့ဒါဆိုရင် proactive communication ပဲကိုလာပြီးတော့ဟဲ့နေ report မပြီးသေးဘူးလားဒီကနေ့တန်လိုက်ဟာဘလောက်ပဲအချိန်ကျန်တော့တယ်အဲ့လိုမျိုးပေါ့เนาะအပြောမခံရပဲနဲ့ကိုဘက်ကနေပြီးတော့ကြိုပြီးတော့အာပို့ထားတယ်ကြိုပြီးတော့ပြင်တယ်ကြိုပြီးတော့ပို့တယ်ဒီ deadline မတိုင်ခင်ပေါ့เนาะအဲ့တော့ဒါဆိုရင် ကိုယ့်ဘက်ကနေပြီးတော့ဟို proactive ဖြစ်ဖြစ်နေပေါ့နော်လှုပ်ဆောင်ချက်တခုဖြစ်တယ်အဲ့တော့ဒီလိုမျိုးလုပ်ချင်ရပြီဘာအကျိုးရှိစုတွေရှိလဲကိုယ့်အတွက်ဘယ်လိုမျိုးအကျိုးရှိလဲဆိုရင်ဒါဟိုတိောက်နဲ့တိောက်ယုံကြည်မှုတည်ဆောက်နိုင်တယ်ပေါ့နော်ကိုယ့်လူကြီးဟာကိုယ့်ရဲ့လုပ်ဖို့ခိုင်းဘက်တည်းဟာကိုယ့်အပေါ်မှာအားကိုးတယ်ဟာသူနဲ့လောက်ရရင်ပေါ့နော်အဆင်ပြေတယ်သူ့ကိုအဲတခုခုပေးထားတယ်အဆိုင်မန့်တခုပေးထားတယ်ဆိုရင်သူကအာလုပ်ဆောင်နိုင်တဲ့အချိန် မိအချိန်မလွန်ခင်ပြီးအောင်လုပ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ကို့ဘောမှာယုံကြည်မှုရှိတယ်အဲ့တော့သူတို့ ਨੇ ယုံကြည်မှုတွေတည်ဆောက်နိုင်တယ်ပြီးတော့အဲ့လိုလူမျိုးอ่ะဆိုရင်ဒါ leadership potential ကို့မှာရှိချောင်းကိုလည်းပြရရောက်တယ်ပေါ့နော်အဲကိုကနေသူများတော်မှာပေါ့ဟာလှုပ်လှုပ်လှုပ်ဆိုပြီးတော့တော်မှာလှုပ်တဲ့လူမျိုးမဟုတ်ပဲねကိုကတခုခုဆိုရင် proactive ဖြစ်ဖြစ်ねလှုပ်တယ်ခိုင်းတယ်ပေါ့နော်ဒါဆိုရင်လည်းကို့ leader တယောက်ဖြစ်လာနိုင်ဖို့အတွက်လည်းအရေးချင်းတွေကိုပြသရောက်တယ် ပြီးတော့ဒါဆိုရင် misunderstanding တွေဟိုနားလည်မှုလွဲတာတွေကိုလည်းကာကွယ်ပေးတယ်။ပြီးတော့နှောင့်နှေးကြမ်းကြာမှုတွေကိုလည်းမရှိအောင်လို့ကာကွယ်ပေးတယ်။အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့ပျို့ကြိုပြင်ဆင်တယ်၊ကြိုပြီးတော့အာတင်တယ်။ဒါဆိုရင်ခုနလိုဥပမာလိုပေါ့နော်။ကိုယ့် report ကိုကြိုပြီးတော့ပြောင်းရေးတယ်။ပြီးရင်အာကိုယ့်ရဲ့လူကြီးစီကိုတင်တယ်ဆိုရင်ဒါ လူကြီးကနေပြီးတော့ဗောနော်လိုအပ်တာတွေရှိရဲဆိုရင်လည်းကို့အချိန်မီပြန်ပြီးတော့ဗောနော်ပေးပြီးတော့ပြင်ဆင်လို့ရမယ်ဒါဆိုရင်လည်းကို့အတွက်အားတာရဖြစ်တယ်အဲ့တော့ဒီလိုမျိုးနားလည်မှုလွဲမှားတာတွေကိုလည်းကာကွယ်ရရောက်တယ်ပြီးရခါကျတော့နှောင့်နှေးကြမ်းကြောက်မှုတွေမဖြစ်အောင်လည်းကာကွယ်ရရောက်တယ်အဲ့တော့ဒီလိုမျိုး proactive ဖြစ်ဖြစ်နဲ့ communicate လုပ်ချင်းကြောင်းပေါ့နော်ကို့အတွက်ကောင်းကျိုးတွေလည်းအများကြီးရရှိမှာဖြစ်တယ်။အဲ့တော့ဒီလို proactive communication ကို လှုပ်ဆောင်မှုဆိုရင်ဘယ်လိုမျိုး apply လုပ်လို့ရမလဲဒီຢာဒီနီးကိုပေါ့เนาะဘယ်လို apply လုပ်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ framework လေးကိုပြောပြခြင်း ਨੇ အဲ့ဒါအဲ့ဒီ framework ကတော့အဆင့်3ဆင့်ရှိတယ်နံပါတ်1အဆင့်ကတော့ inform early เนาะ ကိုဘက်ကနေပြီးတော့ update တွေကိုမတောင်းခင်မှာပို့ပေးမယ်အဲ့တော့ခုနကဥမာလိုပဲ report မှာဆိုရင်ဘာတွေများလိုအပ်နေလဲဒီမှာတော့ကိုရေးတာတော့ဒီမှာပြီးပြီအဲ့တော့အဲ့ရနေပြီးတော့เนาะအစ်စ်ပေးပါဖတ်ပေးပါပြီးရင်လိုအပ်ချက်တွေပြောပေးပါဘာတွေလိုအပ်လဲပေါ့เนาะအဲ့လိုမျိုးကိုဘက်ကနေပြီးတော့သူများကနေမတောင်းခင်မှာကိုကကြိုပြီးတော့ပေါ့เนาะ update တွေကိုပို့ပေးတယ်ကြိုပြီးတော့ကိုဘက်ကနေပြီးတော့ inform လောက်တာ step 2ကတော့ ask clear question အားလေးဘာလိုချင်တာလဲ စူရာကိုကိုကတိအောင်လုပ်မယ်။အဒီဟာလောက်ရခြင်းရဲ့ရည်ရည်မှန်းချက်ကပါလဲ။ဒါတွေရဲ့ expectation ကပါလဲ။ deadline ကဘယ်တော့လဲ။စသည်ဖြစ်ပေါ့နော်။ကိုဘက်ကနေပြီးတော့စောစောအမေးထားမှာ။အကိုက deadline ကဘယ်တည်တယ်။ဘာလိုချင်လဲမသိဘူး။ဒါဟာဘာအတွက်လောက်ရလဲမသိဘူးဆိုရင်လေလုတ်ပေးရတာအဆင်ပြေမှာမဟုတ်ဘူး။နောက် तू ကဘယ်လိုပုံစံအထိမျောလင့်ထားလဲ။သူ့ရဲ့ expectation ကိုလူကြီးရဲ့ expectation ကိုသိအောင်လုပ်မယ်။အဲ့တော့ဒါမှလည်း ိုလောက်ရတဲ့ဟာပို့ပြီးတော့ကောင်းတဲ့ reset တွေထွက်မှာပေါ့နော်အဲ့တော့ဒါကြောင့်မို့ as clear question အားလေးကိုသိချင်တာတွေကို source မေးထားမယ်လိုအပ်တဲ့အချက်တွေကိုလည်း source မေးထားမယ် step 3ကတော့ follow up consistently ကိုကနေပြီးတော့ပေါ့နော်အမြဲတမ်း follow up လုပ်မယ်ဒီမှာတော့အာဒီမှာ update လေးတွေပေါ့နော် update လေးတွေပို့ပေးမယ် summary လေးတွေပို့ပေးမယ်အဲ့တော့ဒီလိုမျိုးလုပ်ချင်ရပြင်လဲကိုယ့်ရဲ့လူကြီးကနေပြီးတော့အော်သူလုပ်နေရတော့ဘယ်ထိရောက်နေပြီပေါ့နော်အော်သူ့ရဲ့သူ့ရဲ့အလုပ်ကတော့ဘယ်လောက် percentage လောက်ထိပြီးနေပြီပေါ့အော်စသဖြင့်သိရှိမှာ ဖြစ်တယ်ဒါကြောင့်မို့ follow up လုပ်ရမှာ ဖြစ်တယ်အဲ့တော့ဒါကတော့အဆင့်3ဆင့်နော်အဆင့်30အပြန်ပြောမယ်ဆိုတော့နံပါတ်1ကတော့စောစောစီစီအတိပေးမယ်ကိုကဘာ update တွေ ပြီးနေပြီးဘာတွေလုပ်နေပြီးအစသည်ဖြစ်ပေါ့နော်အဲ့ဒါကိုရဲလူကြီးကိုစစောစစ်စစ်အတိပေးမယ်နောက်တစ်ခါကျတော့ကိုသိကျင်တဲ့ဟာတွေကိုလည်းစောစစ်စစ်မေးထားမယ်ဒီဟာလောက်ရခြင်းရဘာကြောင့်လဲဘာရည်ရွယ်ချက်လဲကိုကလုပ်ပေးရမှာဘယ်လိုဘလောက်တိုင်းတာအထိလုပ်ပေးရမှာလဲသူရဲ့မျောလင်းချက်တည်းသူရဲ့မျောလင်းချက်ကဘာ ਈ လဲပေါ့เนาะစသည်ဖြင့်သိအောင်လုပ်မယ်အဲ့လိုမျိုးတီးဖို့အတွက်မိကုန်းနေမိမယ်နောက်တစ်ခါကျတော့ ကိုက follow up လုပ်မယ်ပေါ့နော်ကိုကဘယ်လောက်ထိပြီးနေပါပြီဘယ်စင်တီရောက်နေပါပြီစသည်ဖြင့်ပေါ့နော်အဲ follow up လုပ်မယ်အကိုရဲ့ update တွေကိုပို့ပေးမယ်ဒါကတော့အစဉ်၃စဉ်ဖြစ်တယ်ပန်ဒီနီယာမှာဆိုရင် proactive အာတမားနဲ့ reactive တမားကွာသွားပြီပေါ့နော်မ proactive ဖြစ်တဲ့ဝန်ထမ်းဆိုရင်အာခုနပြောတဲ့အတိုင်းနေလုပ်မယ် reactive ဖြစ်တဲ့လူကြတော့အေးစစ်စစ်ပဲအာကိုယ့်ကိုအလုပ် ပေးတယ်ဆိုလဲဒီလောက်ကိုဘလို့တိုင်းတာလုတ်ပြရမှာလဲပေါ့နော်ဘာမှမသိဘူးအမေးလည်းမမေးဘူးပေါ့နော်မေးလည်းမမေးဘူးပြောဆိုဆက်သွယ်မှုလည်းမရှိဘူးရော့တာဆိုရင်ဒီလောက်ကိုအဲလုတ်လိုက်တာပေါ့နော်ဘလို့ပုံစံမျိုးလိုချင်တာလဲဆိုတော့လည်းသိအောင်မလုပ်ဘူးပြီးရဲ့အခါကျတော့ကိုကဘလို့မျိုးအဆင့်ထိရောက်နေပြီလဲဆိုတော့လည်း အာကိုလူကြီးကိုမသိဘူးပေါ့နော်ကိုလူကြီးကအဒီလုံလုံနေတဲ့ဟာမှာခက်ခဲနေလားအဆင်ပြေလားဘယ်လောက်ထိပြီးနေပြီလဲဆိုတာဘာမသိဘူးလူကြီးလာပြီးတော့မင်းမဟဲ့နေလုံနေတဲ့အဲ report ကဘယ်လောက်ထိပြီးပြီလဲနင်းပြီးပြီလားလောက်တာအာဘာခက်ခဲနေလဲဆိုတော့လေလာမေးမပေါ့နော်လူကြီးကလာမေးမမန်နေဂျာကလာမေးမကိုကပြောမယ်ဆိုရင်ကိုကဘာလဲဆို reactive employee ဖြစ်သွားပြီပေါ့နော်အာဘာမှ ိုယ့်ဘက်ကနေစပြီးတော့သွားပြီးတော့ပြောဆိုဆက်သွယ်တာတွေမရှိဘူး။မင်းမျက်နှာတွေမရှိဘူးဆိုရင်တော့ဒါ reactive သမားပေါ့နော်။ proactive သမားကတော့ခုနပြောသလိုမျိုးပြောဆိုတယ်၊ကိုယ်ကသွားပြီးတော့စပြီးတော့ပြောဆိုတယ်၊မင်းမျက်နှာနဲ့ကိုယ်သိရမယ့်အရာတွေမင်းမျက်နှာနဲ့ကိုယ့်ရဲ့ update တွေကိုလည်းအမြဲတမ်း အပုံမှန်ပေါ့နော်ပို့ပေးတယ်တိလူကြီးတိအောင်လုပ်တယ်အဲ့ဒါဆိုရင် proactive သမားဖြစ်တယ်အဲ့တော့ proactive သမားနဲ့ reactive သမားကတကယ်တကယ်တကယ်ပေါ့နော်ဟို performance တွေကိုတိုင်းတာမယ်ဆိုရင်အာ proactive သမားပဲပို့ပြီးတော့ပေါ့နော်တာတာသွားမှာပေါ့အရှိရောက်မှာပဲဖြစ်တယ်အဲ့တော့ဒါကြောင့်မို့အခုလိုမျိုးတိသွားပြီဆိုရင်ပေါ့နော်အာကယ်ပြီး ိုကဒီအချက်လေးတွေပေါ့နော်ကျင့်သုံးကျင်နေဆိုရင်တော့ကိုရဲ့အလုံမှာလက်တွေ့ကျင့်သုံးလို့ရပါတယ်။အာအမြန်ဆုံးလှုပ်လို့ရပါတယ်။ဥမာအနေနဲ့ပေါ့နော်ကိုကအကိုအလုံးမှာဟိုနောက်နေ့ဆိုရင်ပေါ့နော်နောက်ပြန်ဆိုရင်မန်နေဂျာစီပေါ့နော် စာပို့မယ်ငါတော့အဲဒီလှုပ်လှုပ်နေတဲ့အလုံးမှာဆိုရင်ပေါ့နော်ဘယ်တိပြီးနေပြီအာဘလောက်တိအဲအတိုင်းတာတိအာပြီးနေပြီဘယ်ဘယ်ရဲတော့ကြာရင်တော့ပြီးသက်ပို့ပေးမယ်စသည်ပေါ့နော်ကိုဘက်ကနေပြီးတော့ proactive ဖြစ်တဲ့ ပရိုတီကွန်မြူနီကေးရှင်းလုပ်တဲ့အနေနဲ့ပေါ့နော်။အီးမေးပို့မယ်ဒါမှမဟုတ်လူချင်းတွေ့ရဆိုရင်လူချင်းပြောမယ်ပေါ့နော်။အဲ့လိုလေးလှုပ်ကြည့်ဖို့တိုက်တွန်းခြင်းနဲ့ဒါဆိုရင်လေကို့အတွက်ဟိုအမှတ်တီးပေါ့နော်။အမှတ်တီးတက်လာမှာဖြစ်တယ်ပေါ့နော်ကိုယ်လူကြီးကလည်းအဲသဘောကျမှာဖြစ်တယ်ကိုယ့်ရဲ့မန်နေဂျာကလည်းကိုယ့်အာကိုပို့ပြီးတော့အာကိုယုံကြည်စိတ်ချမှာဖြစ်တယ်ပေါ့အဲနှစ်ချုပ်နေနဲ့ပြောရမယ်ဆိုရင်တော့ဒီလိုမျိုးကိုယ့်ဘက်ကနေစပြီးတော့ communicate လုပ်ချင်ရဆိုရင် ိုကိုကိုလည်း confident နေဖြစ်စေတက်စေတယ်အာကိုရဲ့လုပ်ဖို့ကင်ဘတ်တရားဆိုရင်လည်းကိုအပေါ်မှာယုံကြည်အားကိုးတယ်ကိုရဲ့ manager အတွက်ဆိုလည်းယုံကြည်အားကိုးရတဲ့သူတရားဖြစ်မယ်ကိုလုပ်ဖို့ကင်ဘတ်တွေကိုတင်းမှာဆိုရင်လည်းယုံကြည်မှုတွေတည်ဆောက်နိုင်မယ်ပြီး misunderstanding ပေါ့နော်နားလည်မှုလွဲတာတွေကိုလည်းတားဆီးနိုင်မယ်အာနောက်နေမှုတွေမရှိဘဲနဲ့ပေါ့နော်အလုပ်ကိုလည်းတည်တည်တတ်တတ်နဲ့အချိန်မီနဲ့ အလိုချင်တဲ့ဟာတွေကိုထည့်ပြီးတော့တေချာလေးပြင်ဆင်ပြီးတော့လည်းလုပ်ပေးနိုင်မှာဖြစ်တယ်။အဲ့တော့ဒီလိုမျိုး proactive ဖြစ်တယ်ဆိုရင်ပေါ့နော်ကိုကနေပြီးတော့ကိုဘက်ကနေပြီးတော့စပြီးတော့ဒီလိုမျိုး ဟိုပြောဆိုမဲဆက်သွဲမဲအလုပ်ငန်းအလုပ်တစ်ခု project တစ်ခုလုပ်တဲ့အခါမှာကိုက proactive ဖြစ်ဖြစ်နေပေါ့နော်ပြောဆိုဆက်သွဲမဲဆိုရင်ကိုတင်းနေမှာကိုယုံမှာဒီလိုမျိုးကိုက proactive ဖြစ်ဖြစ်နေပြောဆိုဆက်သွဲမဲဆိုရင်တမိုးဝမ်းကြောင်းမှာဆိုရင်တိုးတက်မှုတွေအာဖြစ်ပေါ်လာမှာဖြစ်တဲ့အာပြီးတော့ကိုကဒီလိုမျိုးပုံစံမျိုးဖြစ်တဲ့လူတစ်ယောက်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ leadership potential ကလည်းပို့ပြီးတော့ကောင်းလာမှာဖြစ်တယ်။အကြောင်းမို့အဲအလုံမှာဒီတိုင်းပဲနေမယ်။သူများ သူများတွေဒီကိုပြောမှအာမေးမှကိုကလည်းပြောမယ်အလုပ်နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေပေါ့နော် ကိုဘက်ကဘာမှစပြီးတော့ update ပြောတာလည်းမရှိဘူးကိုဘက်ကနေစပြီးတော့ဘယ်လိုမျိုးအခြေအနေရောက်နေပြီဒီ assignment မှာဘယ်လိုမျိုးအခြေအနေဖြစ်နေပြီဆိုတာကိုဘာမှပြောမယ်မပြောဘူးဆိုရင်ကိုကမေးမှပေါ့နော်မေးမှပြောတဲ့ပုံမျိုးဖြစ်နေမယ်တီးမှမြည်တဲ့လူမျိုးဖြစ်နေမှာပေါ့ဒါကြောင့်မို့ကိုကအလုံးမှအကိုကထ ပြူရတဲ့လူမျိုးဖြစ်ချင်တယ်ဆိုရင်เนาะကိုယ့်ဘက်ကစပြီးတော့ပြောဆိုပါဆက်သွယ်ပါလို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုကိုစုံတီကြည့်ရှုပြီးတောက်ချင်စီတောင်ကျေးဇူးအများကြီးတင်ပါရှင်ဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင်เนาะ like လုပ်ပေးပါကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေစီကိုလည်း share ပေးပါကျမရဲ့ We Academy Channel ကနေပြီးတော့ခုလိုမျိုး အကျိုးရှိစေမယ့်ဗီဒီယိုတွေကိုပုံမှန်တင်နေတဲ့အတွက်ကြောင့်မို့ channel ကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။တာယာချမ်းမြေရဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ။ Thank you.